မင်္ဂလာပါအာမေလာ26ရက်နေ့ပေါ့ဆိုတော့အကြောင်းအရာတွေကလည်းများပါတယ်ဒီတစ်ခါတော့ဒီရုရှားအနေနဲ့နေတိုးကိုဘယ်လိုမျက်နှာပြအောင်လုပ်မလဲအဲနောက်တစ်ခုကကြတော့ဒီဖင်လန်ပေါ့အဲနိုင်ငံလည်းလို့ဘော်ဒါเนาะဘော်ဒါမှာနေတိုးရဲ့စစ်ကန်တည်ဆောက်မှုကိုတကယ်စလိုက်စလိုက်ပုံတွေကနေပြသထားတယ်စစ်တပ်ကလည်း6စစ်သားဦးရဲ့6000လောက်အကြီးအကျယ်ဆုံးပို့ထားတာတွေ့ရတယ်ပေါ့เนาะအဲ့တော့ ဒီ NATO ဘယ်လိုမျိုးအခြေအနေနဲ့ရင်ဆိုင်ရမလဲဆိုတဲ့အကြောင်းအရာပေါ့နော်ဒါတခုရှိတယ်ပေါ့ Okay how Putin could humiliate NATO ဆိုတာဒီဘယ်လိုမျိုး Putin က could လုပ်နိုင်မလဲပေါ့ humiliate ဆိုတာအချက်အချက်ရစီတယ်မျက်နှာပြရစီတယ်ပေါ့နော်ဒီနေရာမှာဆိုတော့ and sent 60000နော်60000 troops ဆိုတော့တပ်သားတွေကိုဈေးလွတ်တယ်အရေးအချက်ကတော့သူ attack alliance northern flank ပေါ့ဆိုတော့ NATO ရဲ့မဟာမိတ်မြောက်ဘက်ပိုင်းကဒီအပိုင်းပေါ့နော် flank ဆိုတော့အပိုင်းအစွန်ပေါ့အဖျားပေါ့အဲ့လိုအပိုင်းမဲဒီမှာခေါ်မှာပေါ့ဒီဘယ်တော်မှညောင်းတော်မှဆိုဒီ flank လို့လည်းခေါ်ပေါ့နော်အဲ့ဒီအပိုင်းကိုတိုက်ခိုက်ဖို့ဖြစ်ပါတယ်တဲ့ဘယ်လိုတိုက်ခိုက်မလဲဆိုရင် enlightening offense or toxic offensive ဆိုတာ toxic lightning ဆိုတာလေရပြက်ဆိုတော့လေရစီးကဲ့သို့အာအရှိန် ရှိတဲ့ lightning offenses ပုံစံနဲ့ end ဆိုတာပုံစံပဲဒီလိုပုံစံနဲ့တိုက်ခိုက်မယ်တဲ့အဲ့တော့အဲ့ဒါကသက်တည်ပြကြပြတဲ့ s ဘာကြောင့်လဲဆိုတော့ဒီမှာပြထားတာအတိုင်းပဲဆိုလို့ရှိရင် အတိုင်းကဘာလဲဆိုရင် chilling satellite images ပေါ့အဲ chilling ကမူလဆိုလို့ရှိရင်အကြောချမ်းလောက်တဲ့ပေါ့နော်အကြောက်စရာကောင်းလောက်တဲ့ ဒီ images တွေဒီနေရာမှာတော့လုံးဝအမိုက်စားပေါ့ဘာလို့လဲဒီမှာပြတာထားတယ်ပြပြတာချက်တွေอ่ะအဲဒီမှာတော့ဒီလောက်ညင်နေရတာပေါ့နော်အဖိုတိုတွေဆိုတော့တကယ်ရှင်းအောင်ပြလုံးဝအလန်းပြထားတာပေါ့နော် PVN ပြထားတယ် satellite images တွေอ่ะ show ပြတာပြတာတယ်ဆိုတော့ Russian troop ဒီ Russia တွေရဲ့စစ်တပ် troop ကစစ်တပ်လေးရတက်လေးရเนาะစစ်သားလေးရဒီနေရာမှာ troop billet ပိတ္တတိဆောက်မှုပေါ့နော်ဒီစစ်စခန်းတိဆောက်မှုနေရာတဲ့အဲ့တော့ဒီနေရာမှာ Russian to bidder ဆိုတာ Russia စစ်တမုတ်စစ်တပ်စခန်းတိဆောက်မှုဒီလို bidder ဆိုတာတိဆောက်မှုနောင်းဖြစ်သွား to bidder နောင်းနောင်းဖြစ်သွားနော် so Russian ကတော့ adjective ပေါ့ Russian အစိုးရရဲ့တပ်တိဆောက်မှုအဲ့လိုပြောမှာ near Finland border ပေါ့အဲ Finland ရဲ့အဲ border ဘော်ဒါနေမြေနေချားနေမြေပေါ့နော်နေမြေအနီးနားမှာတဲ့ဒီဟာကိုသူရဲ့စစ်စခန်းကို